ဟိုလိုလိုဒီလိုလိုနဲ့မမဆောင်ဆန်နေတဲ့ဂျိုကာရက်အပြောင်းရွှေ့ပရိသတ်များလုံးပဲမိလားများထူးမြောင်အိုင်ဘတ်ခွန်ရှိကိုအင်းချင်းကနေပြန်လဲဂျိုးလိုက်ပါရင်ဒီအပိုင်းအပြောင်းရွှေ့တဲ့နေ့တွေမှာဂျိုကာရက်ရဲ့အပြောင်းရွှေ့ဟာမမဆောင်ဆန်နေပါရင်မမဆောင်ဆန်နေဆိုတာကကစားသမားအင်းချင်းနဲ့စပေါ်တင်ကြားမှာပက်လက်ရိုက်နေပြီးဘယ်သူစကားယုံလို့ယုံရမှန်းမသိတဲ့အနေထားတွေဖြစ်နေတာပါအဇန်၂၈နှစ်ရွယ်စူရင်တိုင်းစစ်မှုဟာဒီနေ့နေရာဒီမှာဥရောပထိပ်တဲ့အသင်းရဲ့ပြင်ပဖြစ်တယ်လို့ကစားမကိုယ်တိုင်ကလည်း sporting ကနေထွက်မယ်ဆိုပြီးတော့အတည်ပြုထားသူဖြစ်ပါရင် ဖေဒါဂျိုကရဟာပြီးခဲ့တဲ့ရာသီဒုံးက Sporting အတွက်ပဲပွဲဆို52ပွဲမှာ54ခုထိသွင်းယူပေးနိုင်ခဲ့ပြီးတော့အသင်းအတွက် Portuguese အမှတ်ပေးဖလားကိုစုခုနိုင်ခဲ့တာဖြစ်ပါရင် Sporting ဘက်ကကစားမကိုရောင်းချလို့လည်းဆန္ဒမရှိပေမဲ့ဂျိုကရနဲ့သဘောတူညီထားတဲ့လူကြီးလူကောင်းဆန်ဆန်သဘောတူညီချက်အရသတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြင်းရရင်ထွက်ခွာခွင့်ပေးမယ်လို့ပြောဆိုခဲ့တာမျိုးရှိပါရင်ပြီးခဲ့တဲ့ဇန်နဝါရီကာလတော့က Sporting နဲ့ Joker တို့ကြားမှာလူကြီးလူကောင်းဆန်ဆန်သဘောတူညီချက်တစ်ခုကိုနှုတ်အားဖြင့်ထားရှိခဲ့ပါတယ်။အဲဒါကတော့ Sporting ဘက်က ဇန်နဝါရီပြောင်းရွှေ့ကာလမှာအသင်းမှာဆက်ရှိနေပေးမယ်ဆိုရင်ဂျိုကာရဲ့စာချုပ်ဖြတ်သိမ်းချေကို short pop ပေးမယ်ဆိုတဲ့အချက်ပဲဖြစ်ပါရင်ကလောက်လုံးကဂျိုကာရဲ့စာချုပ်ဖြတ်သိမ်းချေဟာယူအတန်းတရာဝင်ခြင်းဖြစ်ပါရင်ဇန်နဝါရီမှာကစားသမားတဲ့သဘောတူညီချက်အရစာချုပ်ဖြတ်သိမ်းချေကိုယူအတန်း80ဝင်းကျင်ပေါင်တန်း60ဝင်းကျင်ထိ short ချလိုက်တာဖြစ်ပါရင်ဒါပေမဲ့တကယ်တမ်းဂျိုကာရဲ့ကိုစိတ်ဝင်စားလို့ sporting နဲ့လာပြီးတော့ကမ်းလှမ်းလာတဲ့အချိန်ဆွေးနွေးမှုတွေပြုလုပ်လာတဲ့အချိန်မှာတော့ sporting ဘက်ကဂျိုကာရဲ့ပြောင်းရွှေ့ချေကိုအနည်းဆုံးယူအတန်း80လောက်ထိတောင်းဆိုနေတာဖြစ်ပါရင် ဒီပေါ်မှာဂျိုကာရက်ကစိတ်ပြတ်နေပြီးတော့အခုဆိုရင်တော့ Instagram မှာမဟုတ်တော့ဘဲသူ့ရဲ့ social media platform တွေအားလုံးကနေဂျိုကာရက်က Sporting မှာကစားနေတယ်ဆိုတဲ့ bio ကိုဖယ်ရှားလိုက်ပြီးဖြစ်ပါတယ်။ Sporting ဥက္ကဋ္ဌဘက်ကလည်းအခုမှသူ့ရဲ့ agent ကပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးပြဿနာဖြစ်နေတယ်ဆိုတာကို media ကနေတစင်သိကြရတာပါ။အခုလော media ကနေတစင်ချင်းချောက်တာလို့လို့ကဲရဲ့ပြစ်တင်တာလို့လို့ပြောနေတာတွေကိုတော့ club အသင်းဘက်ကလက်ခံမှာမဟုတ်ပါဘူး။တရားရတစ်ခုကတော့ Sporting ဘက်ကဂျိုကာရက်အတွက်ယူတန်း60 အဖို့စုကြီး၁၀တန်းလောက်နဲ့ကမ်းလှမ်းလာခဲ့ရင်လုံးဝလက်ခံမှာမဟုတ်ပါဘူးဆိုပြီးတရားဝင်ပြောကြားလာခဲ့တာဖြစ်ပါရင်ဂျိုကာရက်ကလည်းဒီပေါ်မှာစိတ်ပြတ်နေပြီးတော့အသင်းနဲ့ပြန်မပူးပေါင်းမယ်၊တမိန်ပေါက်မယ်ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်လာခဲ့ပါရင်လက်ရှိချိန်မှာတော့ United ဟာဂျိုကာရက်အပြောင်းအလဲကိစ္စနဲ့ပတ်သက်ပြီး Sporting ဖြစ်နဲ့ဆွေးနွေးမှုတွေပြုလုပ်နေပါရင်ကနေလုံးကဂျိုကာရက်ကိုခေါ်ယူဖို့အတွက် Arsenal, Liverpool, Chelsea, Barcelona တို့ကစိတ်ဝင်စားခဲ့ကြပါပဲ။ကစားမကိုယ်တိုင်က United ကိုအပြောင်းအလဲချိန်နေတိုင်း တခြားသင်းတွေကလည်းတခြားပြိုင်ပွဲကစားသမားတွေရှာတွေ့သွားခဲ့တာကြောင့်လက်ရှိချိန်မှာ United အသင်းတွေကသာဂျိုကာရက်တဲ့ဆက်လက်ဆွေးနွေးနေတာဖြစ်ပါတယ်။ဂျိုကာရက်ဟာအပြောင်းရွှေ့ရာသီဆက်စားဖွင့်ခြင်းတော့ကအာဆင်နယ်ကိုရောင်းရှိဖို့အတွက်လေးရည်ပန်းစားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အာဆင်နယ်အသင်းဟာဂျိုကာရက်တဲ့ဘက်ဂျမင်ရှက်ကိုကိုပို့ပြီးတော့အလိုရှိနေတာကြောင့်ဂျိုကာရက်ရဲ့အပြောင်းရွှေ့မှာလက်ရှောင်သွားခဲ့တာဖြစ်ပါတယ်။ချဲစီသင်းကလည်းလီယန်ဒီလက်ကိုခေါ်လိုက်ပြီးဖြစ်တာကြောင့်လောလောဆယ်အနေထားမှာဂျိုကာရက်ကိုစိတ်ဝင်စားခြင်းမရှိသေးပါဘူး။လဘောက်ကတော့ Florian Vest ကိုခေါ်ယူနိုင်ပြီးမှသာတိုက်စစ်သားမကိုစဉ်းစားမှဖြစ်တာကြောင့် United အနေနဲ့ဒီအခြေမှအလင်းမြန်လှုပ်ရှားရမှာဖြစ်ပါရင် ကျွန်တော်တို့ကဘယ်အသင်းကိုပြန်ရောက်ရှိသွားမလဲဒီနေ့ထွက်ပေါ်နေတဲ့ဒါယူနိုက်တက်အသင်းကိုပဲရောက်ရှိသွားမလားပြည်သူကြီးကဘယ်လိုများထင်မြင်မိပါလဲကောမမဝင်အောင်ဆွေးနွေးပေးသွားလို့ရပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကလောက်ပါပဲနောက်နေ့မှလည်းအာခစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ